စိတ်ကိုအဓိကထံဟောတဲ့ဒေသနာဖြစ်လို့မြတ်စွာဘုရားရဲ့ဒေသနာကိုအပေါ်ယံလေးလေ့လာတဲ့ပုဂ္ဂိုလ်အချို့ကဘုရားရဲ့ဟောပြောချက်ဟာတို့မဟုတ်ဘုရားဝါဒဟာ idealism ဆိုပြီးတော့ပြောကြတယ် idealism ဆိုတာစိတ်သာပဒါနစိတ်သာအရှိတရားအဖြစ်လက်ခံ idealism လို့ မြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်စိတ်သာရှိတယ်လို့ဟောတာမဟုတ်ဘူးစိတ်ကိုပြင်ဆင်ရမယ်လို့သာဟောတာစိတ်ကိုဖြူစင်အောင်ထားရမယ်လို့ဟောတာစိတ်သာအရှိတရားဒီလိုပြောတာမဟုတ်စိတ်ဟာအဓိကလို့ဒီလိုပြောတာလည်းမဟုတ်စိတ်ဖြူစင်အောင်လုပ်ရမယ်အဲ့တော့သူတို့ဖွင့်ဆိုတဲ့ idealism ဆိုတာ ਨੇ တခြားစီဒါကြောင့်မို့ဘုရားဝါဒဟာ တချို့ပြောတယ်လို့နံဝါဒ idealism မဟုတ်ဘူးလို့ဒီအကြီးရဲ့လူစင်းရဲ့စံပြမဲ့ကတော့ materialism လို့ခေါ်တယ်ရုပ်ဝါဒရုပ်ဝါဒဆိုတာရုပ်တာအရှိတရားစိတ်ဆိုတာရုပ်ကိုအကြောင်းပြုပြီးတော့ခဏီးဖြစ်ပေါ်လာတဲ့အရာလို့ဒီလိုမြင်ရှိတဲ့ပုံစံတွေကလည်းရှိတာအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကိုလေးလံကြည့်မယ်ဆိုလို့ရှိရင် ရုပ်သာအရှိတရားမဟုတ်ဘူးယုံလည်းရှိတယ်နာလည်းရှိတယ်ယုံနဲ့နာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစွန့်ရတ္တိဆိုတာရလာတယ်ဒီတိမဲမှာကြည့်မယ်ဆိုလို့ရှိရင်ရူပံနေတိစံယုတ်ကြည်တက်တက်မှာဘာမှပါဝါမရှိပါဘူးတဲ့ယုတ်ကြည်တက်တက်ကစကားလည်းမပြောနိုင်ဘူးစားလည်းမစားနိုင်ဘူးသွားလည်းမသွားနိုင်ဘူးဒါမှမဟုတ်နေတိစံယုတ်တက်တက် ပါဝါမရှိဘူးစိုင်းသက်တည်းရှိတယ်နန္နဲ့ပေါင်းဆက်မှနန္တရားနဲ့စိတ်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာရုပ်ဟာစကားပြောတယ်စားတယ်သွားတယ်စသဖြင့်လှုပ်ရှားမှုတွေဖြစ်ပေါ်တယ်။ဒါကဘကိုစဉ်းဉေစဉ်းစားကြည့်ပေါ့။ရသော်ဗျာဒီဟောထားတဲ့တရားတော်တွေရသော်ဗျာကိုယ်တိုင်ကတန်လေးတိကိုကိုယ်တိုင်မြင်နိုင်တယ်လို့ပြောထားတာကိုမကြည့်ရင်တော့မမြင်ဘူးပေါ့။ လောကမှာတတိမမှုဂုမမြဲဆိုတာဒါကြောင့်မို့တတိတံစင်ညာကိုအရင်ထူထောင်ရတတိရှိရမယ်ကိုယ့်ရဲ့အချိန်တွေကိုကိုယ့်အကိုထိုင်ပြီးတော့လေ့လာကြည့်စိတ်ကိုလေ့လာတယ်ရုပ်ကိုလေ့လာအဲ့ဒီလေ့လာတာကိုပဲဒီကနေ့ခေတ် meditation လို့ခေါ်တယ်အဲ့တော့ကမ္မထာထုတ်တယ်ကမ္မထာထုတ်တယ်အခြေပြုကိုယ့်ကိုပြန်လေ့လာကိုယ့်စိတ်ကိုလေ့လာတယ်ကိုယ့်ရုပ်ကိုလေ့လာတယ် စိတ်အခြေအနေတွေဘယ်လိုဖြစ်တယ်ရုပ်အခြေအနေတွေဘယ်လိုဖြစ်တယ်သိအောင်လေ့လာအဲ့လိုလေ့လာမှသိတာမလေ့လာလို့ရှိရင်မသိဘူးဒါကြောင့်မို့ဒါတွေကလေ့လာလိုက်ပဲဆိုလို့ရှိရင်အခြေအနေတွေကိုအကုန်သိလာရုပ်ကိုယ်တည်းနိစ္စေစပါဝါမရှိဘူးလို့ခေါ်တာမဟုတ်ဘူးမြတ်သစ္စာပြနာမန်ပိနိစ္စေစ နန္တရာနန္တရာဟာလည်းပဲသူကြီးတက်တက်ဆိုပါဝါမရှိဘူးဟုတ်တယ်လေနန်ကြီးတက်တက်ဘယ်လိုလမ်းလျှောက်နန်ကြီးတက်တက်လမ်းလည်းမလျှောက်နိုင်ဘူးခင်းလည်းမစားနိုင်ဘူးစကားလည်းမပြောနိုင်ဘူးနန်ကြီးတက်တက်ဆိုဟောနှစ်ခုပေါင်းလိုက်ပြီဆိုလို့ရှိရင်နိုင်ငံစကားပြောကျင်တော့ယောဂပြောပြီးနိုင်ငံစားကျင်တော့ယောဂစားပြီးရတယ် နှစ်ခုပေါင်းလိုက်မှအလုတ်ဖြစ်တယ်လို့ပြောဒီတိမဲ့မှာတေချာလေးလာကြည့်အဲ့ဒီလိုဟောထားတာဟာမြတ်စွာဘုရားရဲ့အလိုကြအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကိုရုပ်တာအရှိတရားလို့ဆိုတဲ့ materialism လို့လည်းပြောလို့မရဘူးနန္ဒာအရှိတရားလို့ပြောတဲ့ idealism လို့ပြောလို့မရဘူးဒါကြောင့်မို့ပြောရင်းပြောလိုက်တာကတော့ပါလဲလို့ဆို realism လို့ပဲပြောလို့ရတယ်။ realism ဆိုတာအမှန်ကိုဖော်ပြတဲ့ဝါဒ။တကယ်လက်တွေ့အရှိကိုသာလည်းပြောတယ်အမှန်ကိုသာလည်းပြောတယ်။ဒါကြောင့်မလို့ရသော်ဘုရားတရားတော်တွေကအမှန်သိအောင်ကြိုးစားအားထုတ်ကြတာ။အမှန်မသိသေးသမျှတန်မြာမလို့ဘူး။အမှန်မသိရင်အမှားသိနေတယ်။အမှားသိနေတာကိုအဝိဇ္ဇာလို့ခေါ်တာပဲ။အဲ့ဒီအဝိဇ္ဇာရှိနေလို့ရှိရင် သင်္ခါရလို့ဆိုရင်ဘဝတစ်ခုကိုတိဆောက်ပြုပြနိုင်တဲ့ကံတရားတွေကိုလုပ်အဝိဇ္ဇာဆိုတဲ့ကိလေသာသင်္ခါရဆိုတဲ့ကံကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာဝိညာဏလို့ဆိုရင်ဘဝရဲ့အစတစ်ခုဖန်တီးဝိညာဏဆိုတာရေဝန်ရအပြင်ပြောတဲ့စကားသင်္ခါရပြည့်စရာဝိညာဏနဲ့မကဘူးအတိညာတ္တပြမှာပုံကြတဲ့အခါ သင်္ကာရပိစီယဇီဝိတနဝကယုတ်ကိုခံစည်းပေးတယ်လို့ဒီလိုပြောတယ်။ယုတ်တာရှိတဲ့ပုံကြတော့ဝိညာဉ်နဲ့မဟုတ်တော့ဘူးပေါ့။အဲ့တော့ဆိုလိုတာကအမှန်မသိလို့ရှိကံနေရှိလာလိုက်။ကောင်းကံဆိုးကံဆိုတာလည်းရှိလာ။ရှိလာလို့ရှိရင်ဘဝတစ်ခုအပေါ်လာနိုင်တယ်။ဒါဟာအဓိကအဲ့တော့အမှန်သိအောင်လုပ်ရမယ်လို့ဆိုလို့